ကောင်းသောအပင်သည်ကောင်းသောအတီမကောင်းသောအပင်သည်မကောင်းသောအတီကိုတီးတတ်၏ဒီကြမ်းချက်ကဘာကိုဆိုလိုချင်တယ်လဲဆိုရင်စစ်မှန်တဲ့ယုံကြည်သူခရိယန်တယောက်ဖြစ်ရင်ကောင်းတဲ့အမှုအကျင့်တွေကောင်းတဲ့လက္ခဏာကောင်းတဲ့အကျင့်စရိုက်တွေကျွန်တော်မြင်ရမှာဖြစ်တယ်လို့မကောင်းသောအပင်ဆိုတာကမယုံကြည်သူဖျားသခင်ကိုမကြောက်ရွံ့တဲ့သူ ဖျားသခင်ကိုမထင်မဲ့မြင်ပြုတဲ့သူမယုံကြည်လက်မခံတဲ့သူတယောက်ကမကောင်းတဲ့အကျင့်ပဲရှိမှဖြစ်တယ်ဒီကြမ်းချက်ကရှင်းရှင်းလင်းလင်းလေးပဲဒါကြောင့်ယုံကြည်သူခရိယန်တယောက်ဖြစ်တယ်ဆိုပြီးတော့အပျောအဆူအကြံအစီတွေကျွန်တို့ရဲ့အနည်းအထိုင်တွေက ပုံပြက်ပန်းပြက် ကြည်မလရှုမလဖြစ်နေတတ်တယ်တင်းတကယ်ယုံကြည်သူတယောက်မှရင်တင်းရဲ့အပျောအဆူက နှုတ်ကပတော်နဲ့ကိုက်ညီမှာဖြစ်တယ်လို့တင်းရဲ့အကြံအစီတင်းရဲ့ရွယ်ချက်တွေတင်းရဲ့ဝတ်စားစင်မှုနေထိုင်မှုပုံစံအားလုံးကမယုံကြည်သူတယောက်နဲ့လုံးဝကွာခြားလာတာဖြစ်တယ်ကျွန်တော်လိန်လို့မရဘူးဖုံးဖိထားလို့မရဘူးဘလောက်ပဲကိုကခရိယံဖြစ်နေပါစေယုံကြည်သူဖြစ်တယ်ဆိုအောင်တော့လေဒီမြင်ရတဲ့အပိုင်းမှာကျွန်တော်မယုံကြည်သူတယောက်နဲ့ကွာခြားမှုမရှိရင် ျွန်တို့ပြောဆိုနေတဲ့အရာကအလကားဖြစ်တယ်ဆိုတဲ့အရာကိုခွန်အားပေးခြင်းတယ်။ဒါကြောင့်ယာကုပ်မှာယုံကြည်ခြင်းမှာအကျင့်မပါတဲ့ယုံကြည်ခြင်းကအသေးလို့ပြောထားတာဖြစ်တယ်။ယုံကြည်တဲ့ဖခင်တခင်ကိုယုံကြည်တယ်ဆိုပေမဲ့ကိုယ့်ရဲ့အကျင့်ကမကောင်းဘူးဆိုရင်ဒီအကျင့်လက္ခဏာတွေကမကောင်းတဲ့လက္ခဏာရှိတယ်ဆိုရင်ကျွန်တော်ကယုံကြည်သူတယောက်မဟုတ်ဘူးယုံကြည်သူဖြစ်တယ်ဆိုရင်ကျွန်တော်ယုံကြည်သူတယောက်နဲ့ကပ်ညီတဲ့ အမူအကျင့်တွေအပြောအဆိုတွေကျွန်တော်ပြောင်းလဲသွားမှာဖြစ်တယ်စလိတ်တောက်တယ်အရက်တောက်တယ်ကျွန်တော်ကွန်းစားတယ်ဆိုရင်ဒီအရာကအယုံကြည်သူတယောက်ရဲ့လက္ခဏာမဟုတ်ဘူးတင်းတကယ်ပဲယေရှုခရစ်တော်ကိုဖျားခင်ကိုယုံကြည်တယ်ကြောက်ရွံ့တယ်ယိုတည်တယ်ဆိုရင်ဒီအရာတွေလှုပ်ဆောင်မှာမဟုတ်ဘူးလှုပ်ဆောင်နေမြဲအလုပ်တွေကျွန်တော်ပြောင်းလဲလာတယ်ငကိုတအားဆဲတတ်တယ်ဆိုရင်ကျွန်တော်မဆဲတတ်လာဘူး စလိတ်အရန်တောက်တဲ့သူဆိုရင်စလိတ်ဖြစ်လာတယ်။အရက်တအားတောက်တဲ့သူဆိုရင်အရက်ဖြစ်လာတယ်။တင်းတကယ်ပဲယုံကြည်သူဖြစ်တယ်ဆိုရင်သူတစ်ပါးကြည့်တဲ့အခါမှာအော်ဖယားတခင်ကိုယုံကြည်တဲ့လူတွေကဒီလိုလိမ္မာပါလား။ဒီလိုပြောဆိုဆက်ဆံနေထိုင်ပါလားဆိုပြီးတော့သူတစ်ပါးမြင်ရတာဖြစ်တယ်။ဒါကြောင့်မိတ်ဆွေတင်လဲတကယ်ယုံကြည်သူဖြစ်ရင်ယုံကြည်သူကဲ့သို့ကျွန်တော်တို့တခါတည်းသူနဲ့စကားပြောလဲတဲ့အခါမှာတိတာလာဖြစ်တယ်။ဒါကယုံကြည်သူတယောက်ရဲ့အသက်တာ။ ကြောက်ပြန်ဆေးရမယ်ဆိုရင် မကောင်းသောအပင်ကမကောင်းသောအတီးကိုတီးတတ်တယ်လို့ပြောတာဖြစ်တယ်။ဆိုလိုချင်တာကဖရာသခင်ကိုမကြောက်မရွံ့တဲ့သူဖရာသခင်ကိုမယုံကြည်လက်မခံတဲ့သူတယောက်ကငကိုလုံနေမယ်အပြစ်တွေမကောင်းတဲ့ဒုစရိုက်တွေမကောင်းတဲ့အရာတွေဆက်တိုက်လုံနေမှာဖြစ်တယ်။ဘလို့မှကောင်းတဲ့အကျင့်လက္ခဏာပေါ်မှာမဟုတ်ဘူး။ဒါကမယုံကြည်သူတယောက်ရဲ့အတ္တသားထဲမှာရှိနေမယ့်အရာရှိနေနိုင်တဲ့အရာရှိနေမြဲ ဖြစ်မဲ့အရာတွေဖြစ်တယ်။ဒါကြောင့်နောက်ဆုံးတွင်နဲ့ခွန်အားပေးခြင်းနဲ့တို့တို့တကယ်ပဲယုံကြည်သူခရိယံဖြစ်တယ်ဆိုပြီးတော့ဝန်ခံသလားဝန်ခံရင်ဒီဝန်ခံတဲ့အတိုင်းပဲကျွန်တော်ရဲ့အမှုအကျင့်လှုပ်ဆောင်မှုအရာအားလုံးကမယုံကြည်သူတယောက်နဲ့လုံးဝရှားနာမှဖြစ်တယ်။ဒါကြောင့်ဒီတကယ်ယုံကြည်သူတယောက်ဖြစ်တယ်ဆိုရင်ကျတို့ကောင်းတဲ့လက္ခဏာဖျားတခင်ကြိုက်နေတဲ့လက္ခဏာဖျားတခင်အလိုတော်ရှိတဲ့လက္ခဏာနဲ့အတူ အသက်ရှင်ရမှာဖြစ်တယ်ကျုံတို့ပြောချင်းဆိုချင်းလှုပ်ဆောင်ချင်းကြမ်းစီချင်းအရာအလုံးကဖရာတခင်အသက်ပဲဖြစ်မှာဖြစ်တယ်ဆိုပြီးတော့ခွန်အားပေးခြင်းနဲ့အရောက်စီတိုင်းအပေါ်မှာဖျားခင်ကောင်းချီးပေးပါစေ